ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM Shutters နေအောင်ဖြစ်ပါတယ်2025ခုနှစ်မေလ30ရက်စောက်တန်နေ့ညနေခင်းစီရီတရင်သုံးတက်ချက်များကိုဖတ်ကြားတင်ပြပေးတော့မှာဖြစ်ပါတယ်ဇမန်နေ့မနေ့ YouTube content မှာကျွန်တော်ပြောခဲ့ကြောက်ဖြူမှာမက်ဆီကြိုက်သွားတဲ့အမီးပြူပါမှုကြော်မျိုးအောင်ဟာစနိုက်ပါထိမှန်ခဲ့တာဖြစ်ပါတယ်နိုင်ဖိဆာမှာ ဗိုလ်မှူးချုပ်ဖြစ်နေတဲ့ဆိုတော့ကြည်သာကိုခေါင်းနဲ့တိုက်ပြီးရဲရဲဝင်းဝင်းဝင်ဆောင်ပစ်လိုက်တဲ့အတွက်မက်ဆီကြိုက်ချိန်မှာတဆင်းမြင့်ယာရူတိုးပေးလိုက်တာလို့သုံးသပ်ရပါတယ်။တမားရဲ့ဖွဲ့စည်းပုံမှာတမားမှုအဆင့်ဒီဗိုလ်မှူးချုပ်ဖြစ်ပြီးဒုတမားမှုဒီလည်းဗိုလ်မှူးကြီးသာဖြစ်ပါတယ်။ရန်ကုန်အင်းနိုင်ခြေဆိုင်အမတ်၁၁ခြေပြန်တမားခန္ဓာချုပ်ဟာတမားမှုရောဒုတမားမှုပါစစ်စေးခွင်နဲ့ဝင်ရောက်နေရတာဖြစ်ပြီးတောင်းခမ်းမှာတပြူဟာကြောက်ပြူမှာတပြူဟာနဲ့နေပြည်တော်တိုင်းဆက်တာနာချုပ်ထဲမှာတိုင်ရင်တရင်ဖြန့်ခွဲထားရတာဖြစ်ပါတယ်။ တမမှုဒုတမမှုတွေရဲ့တက်တီကိုတော့ထောက်လန်းနေစေဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ကရန်ကုန်မြို့ရင်းပုတ်ကလိကဆေးရုံမှာဖမ်းဆီးခံရရတဲ့ခွဲစိတ်ပါတကူဟာဒေါက်တာဇော်ကိုကိုဆိုသူဖြစ်ပြီးထောက်ဖို့လုပ်တယ်ဆိုတာအကြမ်းဖက်အပင်မှုခေါင်းစဉ်တက်ခံထားရတာဖြစ်ပါတယ်။သူ့ရဲ့လက်ကင်ဖုန်းတွေကအချက်လက်တွေစစ်ကောင်စီအားထပ်မံရရှိထားတာဖြစ်တဲ့အတွက်ပတ်သက်သူဆက်ွယ်ထားမှုသူများကြိုတင်ရှောင်တိန်ပြင်ဆင်နေပါတယ်။ အဆိုပါပုဂ္ဂလိကဆေးရုံရဲ့မူလဖောင်တာဟာလဲစီရီယမ်ခွဲစိတ်ဆရာဝန်ဒေါက်တာပြေဖြိုးကျော်ဖြစ်ပြီးလွန်ခဲ့တဲ့နှစ်ကပြည်ပကိုထွက်ခွာသွားခဲ့ရတာဖြစ်ပါတယ်။စကိုင်းမြို့အနောက်တာဘက်မှာစစ်ကြောင်းထိုးဝင်ရောက်မှုတွေပြုလုပ်နေတာရှိပါတယ်။အမှတ်33ချင်းမြန်တပ်မဌာနချုပ်ထက်ကထွက်လာတဲ့ပြည်သူစစ်နယ်ရဲစစ်သားစုစုပေါင်းအင်အား250ခန်းရှိတဲ့စစ်ကြောင်းဟာရောင်ကုန်းကျောင်းတော်ကြီးနဲ့အနောက်တာခြေရွာတွေကိုလက်နက်ငယ်ပစ်ဖောက်ကဝေရောက်ဖမ်းဆီးနေခြင်းဖြစ်ပါတယ်။ယခုလ 26ရက်နေ့တည်းကအနောက်တာအနီးမရတီဖျားမှာဝင်ရောက်အခြေပြုတက်ဆွဲလာခဲ့တာဖြစ်ပါတယ်။မကြသေးခင်ကလည်းကနာတော်နဲ့ကန်တက်ကျွန်းရွာတွေကိုစီးနှင်းဝင်ရောက်မှုတွေလည်းရှိခဲ့ပါသေးတယ်။မရတီဖျားနီးညောင်ကုန်းစာတင်ကျောင်းမှာလည်းလက်နက်ကြီးစခန်းတစ်ခုရှိနေတာဖြစ်ပါတယ်။ယနေ့မနေ့7နာရီမှာတော့စာတင်ကျောင်းထဲကစစ်စခန်းကိုလျှက်ရပြတိုက်ခိုက်မှုပြုလုပ်ထားခဲ့ပြီးအထိနာသွားတယ်လို့သိရပါတယ်။ နောက်ဆုံးအခြေအနေကတော့မုံရွာဘက်ကနေစစ်အာဖြည့်တင်းမှုစီမံနေပြီဖြစ်တယ်လို့သိရှိရပါတယ်။ဘကုတိုင်းအခြေခံအုတ်တွင်းမြို့နယ်အမြန်လမ်းမိုင်နယ်အမှတ်140လေးအနီးချက်တဲ့ညောင်မင်းမှာအခြေပြုထားတဲ့စစ်တောင်းဟာအနောက်ဘက်ဘူကုန်းရွာဘက်ကိုတပ်ဖြတ်နှုတ်ရှားလာလို့ဂျမန်နေ့နေ့လယ်3နာရီခွဲဝင်းကျင်မှာထိတွေ့မှုရှိခဲ့ပြီးအပေါင်းအနှုတ်စီစစ်နေသေးတာဖြစ်ပါတယ်။တိုက်ပွဲအခြေကြောင့်ချက်တဲ့ညောင်မင်းအခြေဘကုန်းနောက်ဘကုန်းရှမ်းရွာလေးဇီးကုန်းနဲ့ဒရာရွာကအင်ဂျီ1500နီးပါးဖြတ်ပြေးတိမ်းရှောင်နေရ နေကြရပြီဖြစ်ပါတယ်။အမြန်လမ်းမိုင်တိုင်းမှာ149နီးကိုကိုပင်စုရွာမှာတဆွဲခြေပြုထားတဲ့လက်နက်ကြီးစခန်းကနေညစဉ်ထင်ရမြင်ရပြစ်ခတ်နေတာမို့အိတ်ကောင်းချင်းမအိတ်ရအလုတ်ကင်လည်းဖြောင်ဖြောင်တန်းတန်းမလုပ်ရဖြစ်နေကြရပါတယ်။စကားကြွယ်ရာကတော့ရှိသမျှပစ္စည်းအကုန်ပြောင်းပြီးလို့ဆိုရတော့မှာဖြစ်ပါတယ်။လျှက်ရပြပြစ်ခတ်ဝင်ရောက်လာတာမို့ဒေသခံတွေဟာကိုလိုယုံထွက်ပြေးကြရတာဖြစ်ပါတယ်။ စစ်မိတ်သာတပ်သားတွေဟာအိမ်တိုင်းဆိုင်တိုင်းကအဖို့တံပစ္စည်းဝက်ကျက်နော်စံစဘာနဲ့မှတ်ပဲမျိုးစဘာပါမချမ်းဖောက်ထွင်းယူနေကြတာဖြစ်ပါတယ်ပစ္စည်းပစ္စည်းတွေကိုတော့လမ်းမှာတွေ့တဲ့အရဖောရင်နေနဲ့ပို့ဆောင်နေတာဖြစ်ပေမဲ့ဗီဒတ်ကိုပို့တာလဲဆိုတာကတော့ထောက်လန်းနေသေးဖြစ်ပါတယ်အုတ်တွင်းညွန်နယ်အတွင်းမှာအမှတ်48ချီလင်းတိုင်ရဲ့အမှတ်6တပ်မတော်တပ်မြင့်လေးကြီးအကြောင်းအမှတ်331အမြောက်ဆက်စည်ကိုကဲမှုဌာနချုပ်အမှတ်၄၄အမြောက်တက်ရင်နဲ့အမှတ်၄၄အမြောက်တက်ရင်တို့ အခြေစိုက်တည်ရှိတာဖြစ်ပါတယ်။တောင်ငူမြို့နယ်အမြန်လန်းအနောက်ဘက်ကျောင်းကုန်းကြီးကျေးရွာဖုံးဝင်းကျောင်းအတွင်းသို့ဆစ်ကျောင်းတစ်ကျောင်းဝင်ရောက်အခြေချလာခဲ့တာရှိပြီးလက်နက်ကြီးအထိုင်ချတာပြစ်ခတ်တိုက်ခိုက်လျက်ရှိပါတယ်။အထိကိုက်စီးရင်ကိုတော့စုံစမ်းနေသေးတာဖြစ်ပါတယ်။မန္တလေးတိုင်းညောင်ဦးမြို့နယ်နတ်ပလင်ရွာကရကြေးအတွင်းမူစိန်သားမက်ဆီကိုက်စီခဲ့ပြီဖြစ်ပါတယ်။၎င်းလက်ချက်ကြောင့်အနီနာကြီးရွာကလူရည်ရွာကလူရည်အတင်းအဓမ္မလူသစ်စုခံနေရတာဖြစ်ပါတယ် ဇမန်လေးနေ့လယ်မှာတော့ဆိုင်ရယ်နစီလူလေးယောက်နဲ့ထွန်းညွန့်ထွန်းညွန့်ခံလိုက်ရတာဖြစ်ပါတယ်။ကရင်ပြည်နယ်တဲကနေစာစခုံးမှုသာပြန်ခဲ့တယ်လို့ဆိုပြီးတော့တစ်ဖက်စစ်လော်ဘီတွေကမကုံသေးဘူးကြံသေးတယ်ဆိုပြီးထောက်ပြနေကြတာတွေ့ရပါတယ်။ KNL တမားဆောင်နေပြည်တော်မှာဝေါ်လီဥက္ကဋ္ဌတေဘောဖို့အပြင်ဒီရင်အောင်စခန်းကုန်းလို့အမည်တွေတဲ့ Peter Bless စခန်းမော်ခီစခန်းနဲ့ Chica Bless စခန်းတွေရှိနေပါသေးတယ်။စခန်းသုံးခုစလုံးဟာမထုတ်တန်းခံစစ်စခန်းအမျိုးအစားတွေဖြစ်ပုံရပြီးစခန်းတိုင်းမှာရရင်စင်းကွင်းတွေဖောက်လုပ်ထားပါတယ် ထိကပလက်စကန်ကိုဂျပန်နစ်ကပူပေါင်းအဖွဲ့တွေတိုက်ခိုက်ခဲ့ပေမဲ့ဝေါ်လီစကန်ရဲ့ပြစ်ကူတွေကြောင့်ရရှိခဲ့ခြင်းမရှိတာဖြစ်ပါတယ်။စကန်တွေကြာနေသေးလဲနေတိုင်းတကုံးပြီးတကုံးသိမ့်နေတဲ့ KNL နဲ့ပူပေါင်းတပ်တွေရဲ့အောင်စိတ်အဟုန်ကိုတားဆီးလို့မရတော့ဘူးဖြစ်ပါတယ်။ဟောပါတီတွေကလည်းစိတ်တက်ပဲဗျာ။ဒီမှာစာရင်းနေတော့မယ်ရှိသေးတယ်။အဲ့ဒီထဲကဗညင်အောင်ကုန်းကိုလည်းသိမ့်လိုက်ပြန်ပြီးဖြစ်ပါတယ်ဆိုပြီးသတင်းကတက်လာနေပြီဖြစ်ပါတယ်။ဟောဗျာမော်ခီလဲဆက်ရသွားပြန်ပြီဖြစ်ပါတယ်။စာရေးတူတောင်လိုက်မမီဖြစ်နေပြီဖြစ်ပါတယ်။ ကချင်ပြည်နယ်ဖားကန်ကိုရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေဟာတပ်ဖြတ်နေရာချမှုတွေလှုပ်ဆောင်နေပြီဖြစ်ပါတယ်မော်စီစာဘက်မှာလည်းတပ်ဖွဲ့ရောက်နေတာရှိပြီးဒေသခံတွေအိမ်ပြေမထွက်ရဲဖြစ်နေကြပါတယ်ဇင်္ဂလာတွေအစိုးရရဲ့ပြတ်သားမှုကိုတော့ကြိုက်သွားရပြီဖြစ်ပါတယ်အာရခတပ်တော်နဲ့တရားဝင်လက်တွဲလှုပ်ဆောင်တော့မယ့်အရေးလက္ခဏာကိုတွေ့မြင်ရပါတယ်အာရခတပ်တော်ရဲ့အောင်ပွဲဟာရခိုင်တမျိုးသားလုံးရဲ့အောင်ပွဲပဲဖြစ်ပါတယ်။၂၀၁၈ခုနှစ်မှာအာရခမြေကိုရောက်ရှိခဲ့ပါတ စစ်ဘိုလ်ချုပ်တွေဟာမနေ့တနေ့ကသမုံဆိုပြီးဝါဒဖြန့်မှိုင်းသွင်းတာစိတ်သက်စစ်စီလုပ်ပါတယ်ဟုတ်တော့လေဟုတ်ပါသေးတယ်အဲ့ဒီတော့ကကျွန်တော်တို့စတင်ရင်ဆိုင်ရတင်ကအားရခတ်တော်ဟာလူ၃ယောက်တနက်တလက်နှုံနဲ့တိုက်ပွဲဝင်ခဲ့တာဖြစ်ပါတယ်မတူညီရဲ့စစ်မြေတွေကပြောင်းရွှေ့ရောက်ရှိလာခဲ့တာဆိုတော့ရခိုင်နယ်မြေဟာအနှဲငယ်ထူးဆန်းနေပါတယ်အဲ့ဒီတော့ကခေချင်နေဟာစစ်စီထွက်လာတဲ့စစ်ကြောင်းတွေရင်နန်းတွေကိုကျူဆိုကြကိုယ်စိတ်အချိုးရင်နဲ့ကမ်းလှမ်းကြတဲ့အချိန်ခါဖြစ်ပါတယ်ကျွန်တော်စတဲ့ရောက်ရှိတဲ့အချိန် ရခိုင်မြေမှာဒါမျိုးတွေမရှိတော့ဘူးဖြစ်ပါတယ်။တစ်ချိန်ကရခိုင်မှာစစ်ဖို့ဆိုရင်မျက်နှာပွင့်တဲ့ခေတ်ဟာအုံဆုံးပျောက်ွယ်ခဲ့ပြီးဖြစ်ပြီးသေပန်းပွင့်တဲ့အချိန်ရောက်နေပြီဖြစ်ပါတယ်။ရခိုင်ရွာဆိုရင်ရေတောင်တောင်းတောက်လို့မရဆိုပြီးစစ်ကြောင်းချီတဲ့အခါမှာရှောင်ကွင်းပြီးတွားနေရတယ်ဖြစ်ပါတယ်။ရခိုင်ဝင်းကြီးကျောက်ဦးညီပူရဲ့ရင်နာကိုမိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတော့ခမည်းတော်ကလည်းအချင်းချင်းလဲစော်တာပဲလားဆိုတော့ဘူကြီးတို့မသိပါဘူးဗျာလို့ပြန်လဲခြေပတ်ပါတယ်။ပြောချင်တာကရခိုင်တမျိုးသားလုံးရဲ့ရခိတာစိတ်ထားကိုစာနမူနာယူရမှာလို့ဆိုချင်ပါတယ်။ အားရခတတ်တော်ရဲ့စီးရီအောင်မြင်မှုဟာရခိုင်လူလူရဲ့နိုင်ငံရေးအောင်မြင်မှုပဲဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။စလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။စိုက်ပွဲရှိရင်အောင်ပွဲရှိတယ်။